မြန်မာထိုင်းနယ်စပ်မြရီမြို့မှာထိုင်းနိုင်ငံဘက်ကနေ73စီတရင်ဝင်တင်သွင်းတာကိုကန့်သက်ရပ်ဆိုင်းထားတာကြောင့်မြရီမြို့73စီရောင်းဝယ်ရေးဈေးကွက်မှာအရင်ထက်စီစီမြင့်တက်နေစေဖြစ်တယ်လို့သိရပါဗျ။ နေဆက်မြရီမျိုးနဲ့အတွင်းကြားဖြတ်အနေနဲ့ရေးကိုအကြောင်းပြုပြီးထိုင်းနိုင်ငံဘက်ကနေ73စီနဲ့ gas တင်သွင်းမှုကို February 6ရက်နေ့မနက်ကရပ်ဆိုင်းခဲ့တာဖြစ်ပြီး73စီပြန်လည်မှုကြောင့်စီဆိုင်တွေအယောင်ပိတ်ထားခဲ့ရပြီးစီရရှိရေးအတွက်မော်တော်ယာဉ်ဆိုင်ကယ်တန်းစီတူးကျင့်ခဲ့ရကအခုအခါ73စီဆိုင်တွေမှာအလွယ်တကူဝယ်ယူရရှိနေပြီဖြစ်ပေမဲ့စီစင်းလုံးအရင်ကထက်မြင့်တက်နေစေဖြစ်တယ်လို့ဆိုပါတယ်ထိုင်း73စီတွေတရားဝင်တင်သွင်းရောက်ချတာမရှိသေးပါဘူးအခု73စီဆိုင်တွေမှာ ောက်စီပြရင်းကနေတည်ယူလာတဲ့73စီရီကိုရောင်းနေကြတာလို့ဆိုပါရယ်။အရင်ကစီ1လီတာကို2000ကျော်ဝယ်ရပေမဲ့အခု1လီတာကို6000ဝန်းကျင်ဝယ်ရတယ်။အရင်ထက်ဈေးတဆမြင့်နေသေးပေမဲ့အလွယ်တကူဝယ်ယူရရှိတာကိုပဲကျေးဇူးတင်ရမလို့ပါ။စီဆိုင်တွေပိတ်ထားတော့က1လီတာ1000 1200အထိမြင့်တက်ခဲ့တာပါလို့တက္ကစီဆိုင်ကမောင်းသူတို့ကပြောပါရတယ်။ မြောက်ရီမြို့မှာ73စီဆိုင်တွင်အယောင်ပိတ်စင်က73စီရရှိရတဲ့အတွက်မဲဆောက်ဘက်ကိုစီသွားထည့်ကြရပြီးအခွက်ခါပြရင်အောက်ဘက်ကနေတည်ဆောင်လာတဲ့73စီတွေဟာလည်းလမ်းကိတ်ကြီးအောက်များပြားတာကြောင့်73စီစီမြင့်တက်နေရတာဖြစ်တယ်လို့စီကုံတွေတွေကပြောပါရယ်အောက်ဘက်မှာ73စီဒလီတာကို2000ကျော်သာရှိပေမဲ့လမ်းကိတ်ကြီးကဒလီတာကို2000ကျော်အောင်ကုန်ကြနေတာလား ဒါကိုသက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့73ကြီလုပ်ငန်းရှင်တွေနဲ့ညှိနှိုင်းပြီးပြည်သူတွေတင့်တင့်နဲ့ဈေးနှုန်းနဲ့သုံးစွဲရဖို့ဆောင်ရွက်ပေးသင့်ပါတယ်လို့မြို့ရီမြို့ဒေသခံတို့ကပြောပါရယ်